ောင်းမဲမင်္ဂလာပါရှင်အခုတစ်ခါတင်ဆက်ပေးချင်တာကတော့ကရကံရာသီဘွားကန်ဆာများရဲ့စိတ်နေသဘောထားများကြောင့်ပဲဖြစ်ပါတယ်ဇွန်လ22ရက်နေ့မှာဇူလိုင်လ22ရက်နေ့အတွင်းမွေးဖွားသူများအားကရကံရာသီဘွားကန်ဆာများဟုသတ်မှတ်ပါတယ်ဤရာသီဘွားတို့ကအဘောတက် ရေရက်ကြီးဆိုးတဲ့ရာသီကွင်းနေဖြစ်ပြီးတော့၎င်းတို့ရဲ့စိတ်နေသဘောထားအဓိကလက္ခဏာရက်များကတော့အောက်ပါအတိုင်းပဲဖြစ်ပါတယ် နံပါတ်၁ကတော့နူးညံ့သိမ့်မွေ့ပြီးတော့စိတ်ခံစားမှုပြင်းထန်သူများကရကံရသည့်ဘွားများကတဘာဝအဖြစ်စိတ်ရင်းစေတနာကောင်းသူများဖြစ်ကြပြီးတော့သူတဘာပေါ်လွယ်လွယ်ကူကူစာနာနားလည်ပေးနိုင်စွမ်းရှိကြပါတယ်။တငယ်ချင်းများကို အခက်အခဲကြုံတဲ့ဆိုပါကစိုးသူကောင်းဖက်ရက်တီကူညီတတ်ကြပါဗျ။ ၎င်းတို့ကစိတ်ခံစားချက်ကိုခြေခံပြီးတော့ဆုံးဖြတ်တတ်သူများဖြစ်တဲ့ဖြစ်တခါတရံမှာတော့ဆုံးဖြတ်ချက်တွေကအလင်းစလိုဖြစ်ပြီးနောက်တရတတ်ပါတယ်။ဒါကြောင့်မလို့အရေးကြီးဆုံးဖြတ်ချက်များချမှတ်မယ်ဆိုရင်အချိန်ယူစဉ်းစားတင်တာပဲဖြစ်ပါတယ်။စိတ်ခံစားမှုပြင်းထန်သလောက်ဒေါသဖြစ်လွယ်ပြီးတော့အစွဲအလန်းလဲကြီးတက်ကြပါတယ်။ကိုကောင်းရင်အဆုံးစွန်ထိကောင်းတတ်တော့လဲတစ်ဖက်မှမုန်းပြီးဆိုပါကလက်မချီချင်တော့လောက်အောင်စိတ်နာတတ်တဲ့သဘောရှိပါတယ်။ ။နံပါတ်2ကတော့ရဲရင်ပြတ်သားမှုနဲ့ရှင်ပြိုင်လိုစိတ်။ကရကံရာသီဖွားတွေကမျက်နှာအမူအရာတိကျိခက်ထန်လေးရှိတော့လဲစိတ်ရင်ကောင်းသူများပဲဖြစ်ကြပါဗါး။စိတ်တဲ့ရဲရင်ပြတ်သားပြီးတော့အရာရာကိုစိတ်အားထက်သန်စွာလေးလာတတ်ကြပါတယ်။ရှင်ပြန်ရတာကိုဝါသနာပါပြီးတော့ရဲရင်ပြတ်သားသူများလည်းဖြစ်ကြပါတယ်။မိမိကမှန်သီလို့ထင်မှာကပြိုင်ရင်းလေးရှိတဲ့အကျင့်လေးလည်းရှိပါတယ်။ ။နံပါတ်3အချက်ကတော့လူမှုဆက်ဆံရေးနဲ့ပေါင်းသင်းဆက်ဆံရေးပဲဖြစ်ပါတယ်။စကားပြောပိုင်နိုင်ချိုသားတဲ့အတွက်လူမှုဆက်ဆံရေးနဲ့ပဲမှာတော့လူချင်းလူခင်ပေါများပြီးဩစွာလှမ်းမောနိုင်စွာလည်းရှိပါတယ်။သူတို့မပါဘူးဆိုရင်ပွဲမစီဘူးလို့ထင်ရလောက်အောင်ကိုလူမှုဆက်ဆံရေးမှာထင်ပေါ်သူများပဲဖြစ်ကြပါတယ်။ဘယ်နေရာမဆိုတက်ချစွာပါဝင်လှူရှားတက်ပြီးတော့အပေါင်းသင်းဝင်ဆန်းကပျော်ပျော်ပါပါနေတတ်သူများပဲဖြစ်ကြပါတယ်။ ချီးရတဲ့မိသားစုအပေါင်းအသင်းတငယ်ချင်းများနဲ့အချိန်ဖြုံးရခြင်းကို အလွန်ကိုမှနှစ်သက်ကြပါတယ်။ဒါပေမဲ့လည်းတစိမ့်နဲ့ပဲနဲ့ပတ်ဝန်းစင်မှာနေရတာကိုတော့မနှစ်သက်ကြပါဘူး။နံပါတ်၄အချက်အနေနဲ့ကတော့အခြားထူးခြားတဲ့စရိုက်လက္ခဏာများပဲဖြစ်ပါတယ်။တန်တရားနဲ့စိုးရိမ်စိတ်အရာရာကိုအနှဲငယ်တန်တရားစိတ်နဲ့စိုးရိမ်စိတ်ကြီးတတ်ပါတယ်။ငွေကြေးစီမံခန့်ခွဲမှုငွေကြေးမှာစနစ်တကျနဲ့ချွေတာတုံးဆွဲတတ်သူများဖြစ်ကြပါတယ်။ အနုပညာနဲ့ fashion အလားအပါကိုမြန်လို့ပြီးတော့ဝက်စားစီရင်မှုမှာ fashion ကြသူများဖြစ်ကြပါတယ်။အနုပညာမှာပါရမီပါပြီးတော့အတန်ဩစာလဲကောက်တက်ကြပါတယ်။ဒါကတော့ကရကရာသီဖွားများရဲ့အဓိကစိတ်နဲ့သဘောထားများပဲဖြစ်ပါတယ်။သင်ကကရကရာသီဖွားတဦးဆိုပါကအထပ်ပါဇယိုက်လက္ခဏာများနဲ့ kait နေမှုရှိနေပါသလား။ကရကံရာသီဖွာကန်ဆာများကရေဓာတ်ကြီးဆိုးပြီးတော့စိတ်ခံစားမှုနူးညံ့တိမ်မွေးသူများဖြစ်တဲ့အားလျော်စွာ ၎င်းတို့ရဲ့စိတ်ခံစားမှုကိုနားလည်ပေးနိုင်ပြီးတော့လုံခြုံမှုပေးနိုင်တဲ့ရာသီခွေများနဲ့အထူးကိုလိုက်ဖက်ညီပါတယ်။ကရကရာသီဖွားများအတွက်အလိုက်ဖက်ဆုံးလို့သတ်မှတ်နိုင်တဲ့ရာသီခွေတွေကအများအဖြစ်တော့ရှစ်ဓာတ် water နဲ့မြေဓာတ် argon ဆိုတဲ့ရာသီခွေများဖြစ်ကြပြီးတော့အဓိကအဖြစ်တော့အောက်ပါအတိုင်းမဲ့ဖြစ်ပါတယ်။နံပါတ်၁ကတော့ပြိတ္တာ Taurus ဧပြီလ22ရက်နေ့မှမေလ20ရက်အထိပဲဖြစ်ပါတယ်။နံပါတ်2ကတော့ပြိဿ Scorpio အော်တိုဘာလ23ရက်နေ့မှနိုဝင်ဘာလ22ရက်နေ့အထိပဲဖြစ်ပါတယ်။နံပါတ်3ကတော့ May Pisces February လ16ရက်မှ March လ20ရက်အထိပဲဖြစ်ပါတယ်။နံပါတ်4ကတော့မဂါရာကာပီကောဒီဇင်ဘာလ22ရက်နေ့မှဇန်နဝါရီလ16ရက်အထိပဲဖြစ်ပါတယ်ရှင်။စမားရောရဲ့နေလာ channel ကို like subscribe လုပ်ဖို့မမေ့ပါနဲ့နော်။